မင်္ဂလာပါရှင်2025ခုနှစ်မေလ23ရက်နေ့ရဲ့ညနေခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မှုမှုပါရှင်။မန္တလေးညောင်ဦးနယ်တိုက်ပွဲတွေမှာရုရှားစစ်သားတွေကစစ်ရှုံးကောင်စီတပ်ဖက်ကနေပအဝင်တိုက်ခိုက်ပေးနေကြပါရဲ့ရှင်။အထူးသဖြင့် drone နဲ့တင့်ကာတပ်တွေနဲ့အတူတိုက်ခိုက်နေကြတယ်လို့ဆိုပါရယ်။တောင်ငူမှာတော့ကိုရန်ចောင်းသူလေးကို အာရမပြုကျင့်တပ်ဖြတ်ခဲ့သူနှစ်ဦးကိုမတေမချင်းကြိုးကွင်းစွတ်တပ်ဖို့အမိန့်ချလိုက်ပါပြီ။မုံရွာနှာမခါမှာ ခင်လိုက်ဒိန်းထောင်နဲ့ဖော်ဝေးတို့ပွဲလုံးနေချိန်မှာ လုံခြုံရေးအတွက်လို့ဆိုကစစ်ရှုံးကောင်စီတပ်ကလက်နက်ကြီးထုပြီးပြည်သူ2ဦးသေဆုံးက8ဦးဒဏ်ရာရရှိခဲ့ပါတယ်။ CCTV မှတ်တမ်းတွေထွက်လာပေမဲ့လုံခြုံရေးစိတ်မပူဖို့ဘုံမူချုပ်ချိုထွန်းအောင်ကိုရှင်းလင်းခဲ့တဲ့မြို့ပြပြောက်ကြောင်အဖွဲ့ကအတိပေးထားပါရဲ့ရှင်။အကြမ်းဖက်စစ်ရှုံးကောင်စီကခလင်း9ယောက်နဲ့အမျိုးသမီး18ယောက်ကိုဖမ်းဆီးတပ်ဖြတ်လိုက်ပါတယ်။ဒီသတင်းနဲ့တူ ဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ရှင်။ပြမဆောင်သတင်းတပုတ်အနေနဲ့မန္တလေးတိုင်းညောင်ဦးမြို့နယ်မှာစစ်ရှုံးကောင်စီစစ်ကြောင်းနဲ့တော်လန်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီတပ်နဲ့အတူ drone အဖွဲ့နဲ့တင့်ကားအဖွဲ့တွေမှာရုရှားနိုင်ငံသားတွေပါဝင်တိုက်ခိုက်နေတယ်လို့ဒေတာခန့်နဲ့စစ်ရေးနှိစက်သူတွေထံကသိရပါဗျ။မေလ22ရက်နေ့ကတည်းကညောင်ဦးမြို့နယ်အနောက်ချမ်းနယ် ကြောက်ပဒောင်းမြောက်ဦးကားလန်းအနောက်ဘက်မှာတိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်းနဲ့ရုရှားနိုင်ငံသားအချို့ကဒရုန်းမောင်းနှင်သူတွေအဖြစ်ပါဝင်နေတယ်လို့တင့်ကားတွေပါတဲ့စစ်ကြောင်းမှလည်းလိုက်ပါနေတယ်လို့သိရပါဗျ။ညာဦးမြို့နယ်အနောက်ဘက်ခြမ်းမှာတော့စစ်ကောင်စီစစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ပွားနေပါဗျ။ရုရှားတွေလည်းပါတာဟုတ်ပါတယ်။ဒရုန်းမောင်းတဲ့ကောင်တွေ၃ယောက်၁ယောက်ကစစ်ကြောင်းထဲပါတယ်။ နှစ်ယောက်ကတော့တောင်စင်းရဲစခန်းထဲမှာနေတာလို့သိရတယ်လို့ဒေတာခန်စစ်ရေးနေဆက်သူတို့ကပြောပါတယ်။ညာဦးမြို့အဝင်မှာတင့်ကား၅စီးရက်ထားတာ။အဲ့ဒီအချိန်မှာနိုင်ငံသားသား၃ယောက်စစ်ယူနီဖောင်းနေနဲ့တွေ့တယ်။ကျွန်တော်ကအစကတရုတ်တွေမှတ်ပြီးနေတာ ပြီးတော့မှသူတို့ကရုရှားလို့ပြောနေကြတာလို့ခရီးသွားပြည်သူတို့ကသူ့ရဲ့အတွေ့အကြုံကိုလည်းပြောပြပါဗျ။ညာဦးမြို့နယ်တနောင်းကုန်းပြူစောတိရွာအနီးမှာရှိတဲ့ဆက်ဆက်ရွာ ရောင်ပေစုကနေပုတ်ပါတောင်ခြေအထိတိုက်ပွဲတွေဖြစ်ပွားနေသလိုကြောက်ပရောင်ညာဦးကားလန်းအနောက်ဘက်နှက်ပလင်ရွာကြောက်ပြင်ကန်ရွာတွေမှာတိုက်ပွဲဖြစ်ပွားနေတာကြောင့်ဒေသခံပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းသိရပါတယ်။တင့်ကားတွေပါတဲ့စစ်ကောင်စီစစ်ကြောင်းဟာညာဦးမြို့အဝင်ခမရ၄မှာအထိုင်ချခဲ့သလိုလက်ရှိမှာတောင်စင်းရဲစခန်းမှာအထိုင်ချထားကြောင်းနဲ့ကြောက်ပရောင်ပုတ်ပါနဲ့၆ဘက်တွေကိုဦးတည်နေတယ်လို့သတင်းရရှိပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဘကိုးတိုင်းတောင်ငူမြို့နယ်ကျွန်းကုန်းကျေးရွာမှာအသက်16နှစ်အရွယ်ကိုရန်တောင်သူလေးကိုမရင်းကျင့်ပြီးတတ်ဖြတ်ခဲ့တဲ့အမျိုးသားနှစ်ယောက်ကိုမေ22ရက်နေ့မှာတောင်ငူခရိုင်တရားရုံးကတည်ထံကျိုးမိတ်ပေးလိုက်တယ်လို့သိရပါဗယ်။မနေ့ကတောင်ငူခရိုင်တရားရုံးကနေတရက်ခန့်တိတ်ထိုက်အောင်ခေါ်တာပုနဲ့စီတူနိုင်ခေါ်မဲ့ဂျီရိုကိုရာဇသက်ကြီးပုံမှ302တိခငယ်မြင်းဆောင် တုံးလေးအရာစစ်ဆေးပြီးတော့မတိမချင်းကြိုးကွင်းဆွတ်တက်ဖို့အမိန့်ချခဲ့တာလို့တရားရုံးနဲ့နီဇက်သူတွေစီကနေသိရပါဗျ။တရားရုံးနဲ့နီဇက်သူတယောက်ကအမှုကိုစစ်ဆေးတဲ့အခါမှာကောင်မလေးကိုနှစ်ယောက်လုံးမရင်းကျင်တာ၅ချိန်မရင်းကျင်ပြီးတော့လက်ဘင်းကိုကျိုးနဲ့ချီပြီးတတ်တယ်။ကောင်မလေးကတောင်းမှန်တယ်။မတိသေးဘူးဆိုတာသိတော့ဓမ္မနဲ့လက်ဘင်းကိုစိန်ပြေနှစ်ပြေခုတ်တတ်တာ။အဲ့ဒါကြောင့်တရားသူကြီးကတေးတံပေးလိုက်တာလို့ပြောပါဗျ။ တက်ငယ်မတိမ်းမှုကိုအခုလိုထိရောက်စွာအပြစ်ပေးဖို့မြို့ကန်တွေနဲ့မိသားစုဝင်တွေကအခင်းဖြစ်ချိန်မှာတရားရုံးအထိလာရောက်စူးစမ်းခဲ့ရလို့ကျင်းနဲ့ကြောင်မြို့ကန်တယောက်ကလည်းပြောပါတယ်။တက်ငယ်မတိမ်းမှုကျူးလို့ရင်ဒီလိုတေးတန်ခံရမယ်ဆိုတာသိအောင်မြို့ကန်တွေရောရွာကန်တွေရောစူးစမ်းကြတာအခုလိုတေးတန်ပေးမှတနာယူတဲ့သူတွေခလေးငယ်တွေကိုပြစ်မှတ်မထားရဲမှလို့သူတို့ကပြောပါတယ်။ မတ်လ19ရက်နေ့ကတောင်ငူမြို့နယ်ကျွန်းကုန်းကြီးရွာမြောက်ပိုင်းမှာမိဖတွေလုပ်ငန်းခွင်သွားနေတော့အိမ်မှာကြံခဲ့တဲ့အသက်16နှစ်အရွယ်ကိုရန်ကျောင်းသူလေးကိုတရွာထဲနေတဲ့အမျိုးသားနှစ်ယောက်ကအာရမပြုကျင့်ပြီးရရက်ဆက်ဆက်တပ်ပစ်ခဲ့တာလည်းဖြစ်ပါတယ်တည်ဆောင်းသွားတဲ့အကြောင်းသူလေးမှာလိမ္မာရင်ကျေးပြီးတော့ပညာရေးထူးချွန်ကမိဘပေါ်တည်တတ်သူတယောက်ဖြစ်တာကြောင့်ရွာကန်နေနဲ့မြို့ကန်တွေပေါင်းကပြစ်မှုကျူးလွန်သူနှစ်ယောက်ကိုထိရောက်တဲ့ပြစ်ဒဏ်ချမှတ်ရေးအတွက်စူးစမ်းခဲ့ကြတာလို့လဲဆိုပါရရှင်။ ဆက်လက်ပြီးသခိုင်းတိုင်းမုံရွာမြို့နယ်နှကားတွင်းရွာကိုစစ်အုပ်စုကလက်နက်ကြီးနဲ့ရန်ကားပစ်ခတ်လို့ဒေသခံပြည်သူ2ဦးသေဆုံးက8ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါရယ်။မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခထဲမှာလူပြက်ခင်လိုက်လူပြက်ဒိန်းတောင်နဲ့အဆိုတော်ဖော်ဝေးဆိုသူတို့ပါဝင်တဲ့စစ်အုပ်စုပျော်ပွဲရှင်ပွဲလှုပ်နေချိန်မှာလုံခြုံရေးအတွက်လို့ဆိုကစစ်ရှုံးကောင်စီကမေလ22ရက်နေ့ညနေ4နာရီကျော်ကနေ့ ည9နာရီအထိမြို့ပတ်လယ်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။စစ်ရှုံးကောင်စီဟာမုံရွာမြို့ပေါ်နဲ့မြို့ပတ်လယ်အထိုင်စခန်းတွေဂိတ်တွေကနေလက်နက်ကြီးနဲ့ရန်ကားပစ်ခတ်တာဖြစ်ပြီးမအူဂိတ်ကပစ်ခတ်တဲ့လက်နက်ကြီးတွေဟာမြို့ရဲ့တောင်ဘက်ပိုင်းကနဂါရင်းကျေးရွာထဲကို6လုံးအထိကြာရောက်ပောက်ကွဲခဲ့ပြီးပြည်သူတွေတေဆုံးတန်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဘာတိုက်ပွဲမှမရှိဘူး။ ဘာမှလှုပ်ရှားမှုမရှိဘဲနဲ့လက်နက်ကြီးထူတာရွာကန်တွေကတောကအပြန်အလုတ်ကအပြန်ရေမိုးချိုးတချို့လဲထမင်းစားတော့နားနေတဲ့အချိန်ရုတ်တရက်ကြီးလက်နက်ကြီးတွေကြာလာတာရှောင်းချိန်မရလိုက်ဘူးလို့ဒေတာကန်တူကပြောပါတယ်။နဂါရင်းရွာရွာလဲရက်ွက်ကိုလက်နက်ကြီးနဲ့နှလုံးနဲ့အမတ်တရက်ွက်ကိုလက်နက်ကြီးလေးလုံးကြာရောက်ပောက်ကွဲခဲ့ပြီး ရွာကအသက်40ဝန်းကျင်အရွယ်အမျိုးသမီးနဲ့အမျိုးသားတို့နှစ်ဦးတေဆုံးက၈ဦးဒဏ်ရာရရှိခဲ့ပြီးတချို့ကအသက်အန္တရာယ်ဆိုးရိမ်ရတယ်လို့နဂါးတွင်းရွာကန်တအုပ်ကပြောပါတယ်တေဆုံးဒဏ်ရာရသူတွေဟာတာမန်လက်လုတ်လက်စာရွာကန်ပြည်သူတွေဖြစ်ပြီးကြံရည်သူမိသားစုတွေအနေနဲ့စားဝတ်နေရင်းနဲ့ဆေးဝါးကုသရေးအတွက်အကူအညီတွေလိုအပ်နေတယ်လို့ကုညီပေးနေသူတွေစီကနေသိရပါဗျာ။ လက်နက်ကြီးတွေကြာရောက်ပောက်ကွဲခဲ့ပြီးတဲ့နောက်မှာနဂါချင်းရွာကပြည်သူတွေဝယုံသုံးကားထွက်ပြေးတယ်လို့လဲဆိုပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့ရဲ့လောက်ကျန်ရှင်းလင်းခံရပြီးတည်ဆုံခဲ့တဲ့ဗိုလ်မှူးချုပ်ချိုထွန်းအောင်ရဲ့နှာရည်ကိုဒီကနေ့မေလ23ရက်နေ့မှာစစ်ရှုံးကောင်စီလက်အောက်ခံသတင်းစာမှာဖော်ပြထားပါတယ်။ဗိုလ်မှူးချုပ်ချိုထွန်းအောင်ရှင်းလင်းခံရပြီး နိုင်ပိုင်းအတွင်းမှာပဲရှင်းလင်းခဲ့တဲ့ CCTV မှတ်တမ်းဓာတ်ပုံတွေကိုစစ်ရှုံကောက်စီဝါရဖြန့်အုပ်စုတွေဘက်ကဖော်ပြလာကြပြီးရှင်းလင်းခဲ့တဲ့ PDF အဖွဲတွေကိုစစ်အုပ်စုဘက်ကအင်အားအများအပြားနဲ့ပိုက်စိတ်တိုက်ရှာဖွေနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပါတယ်။ဗိုလ်မှူးချုပ်ချိုထွန်းအောင်ကိုရှင်းလင်းရေးမရှင်လုပ်ခဲ့တဲ့ Goran Valley Warrior အဖွဲမှတာဝန်ရှိသူကလက်ရှိလုံခြုံရေးနဲ့ပတ်သက်ပြီးအခုလိုပြောလာပါတယ်။စိတ်ပူစရာမရှိပါဘူးခင်ဗျာ။ ျွန်တော်တို့က CCTV အောက်မှာအလုပ်လုပ်တာမို့လို့ဒီကောင်တွေက CCTV ရမှာကိုကြိုသိထားပြီးသားဖြစ်ပါတယ်။သူတို့အထူးတလည်းရရှိတာမျိုးတော့မဟုတ်ပါဘူး။လိုအပ်တဲ့ပြင်ဆင်မှုလဲလုပ်ပြီးသားလို့သိထားပေးပါ။ဒီလောက်ပါပဲမဆိုင်တဲ့ပြည်သူတွေကိုကျွန်တော်တို့ဘာဆိုပြီးတော့လှုပ်လိုက်မှာပဲကျွန်တော်တို့ကပြန်စိတ်ပူတာပါလို့သူကပြောပါတယ်။အငိမ့်စာတန်မတ်ကြီးဘုံမူချုပ်ချိုထုံးအောင်ကိုစစ်ကောင်စီခေါင်းဆောင် မင်းအောင်လိုင်ကဝနကျော်ထိန်ဘွဲ့ချီးမြှင့်ပေးအပ်ထားတာဖြစ်ပြီးစစ်ကောင်စီအတွက်အားထားရတဲ့သူတအူးလည်းဖြစ်တယ်လို့သိရပါဗျ။မင်းအောင်လိုင်းဟာသူအားကိုရတဲ့စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့အကြံအညာကိုရယူပြီးတော့ပြည်သူစစ်မဟာဗျူဟာကိုစစ်မှုထမ်းဟောင်းအဖွဲ့အင်အားနဲ့လှုပ်ဆောင်ပြီးတော့အဲ့ဒီအဖွဲ့ရဲ့တိုင်းအဆင့်ခေါင်းဆောင်တွေထဲမှာဗိုလ်မှူးချုပ်ချိုထွန်းအောင်လည်းပါဝင်တယ်လို့ Golden Valley Warrior ကဖော်ပြထားပါတယ်။ဆလဘီစစ်ကောင်စီကအသက်၁၈နှစ်အောက် ကလေး9ယောက်ကိုဖမ်းဆီးပြီးတဲ့နောက်မှာတပ်ဖြတ်လိုက်တယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီဆောက်ရှောက်ရေးအသင်း AAPP ရဲ့စာရင်းတွေအရသိရပါဗျ။ AAPP ရဲ့2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေမေ22ရက်နေ့အထိစာရင်းတွေအရစစ်ကောင်စီဟာပြည်သူစုစုပေါင်း89ယောက်ကိုဖမ်းဆီးပြီးမှတပ်ဖြတ်လိုက်တယ်လို့သိရပါဗျ။ ေဆုံးသူတွေဟာအမျိုးသမီး18ယောက်နဲ့အမျိုးသား82ယောက်ဖြစ်ပြီးအဲ့ဒီစည်ရင်ထဲမှာအသက်18နှစ်အောက်ကလေး9ယောက်ပါနေတယ်လို့ AAPP ကဆိုပါတယ်။အဲ့လိုဖမ်းဆီးပြီးမှတပ်ဖြတ်ခံရမှုတွေကတော့မကွေးတိုင်းမှာ52ယောက်နဲ့အများဆုံးဖြစ်ပြီးစကိုင်းတိုင်းကတော့18ယောက်နဲ့ဒုတိယအများဆုံးဖြစ်တယ်လို့လည်းသိရပါတယ်။အနာသိမ့်ပြီးလင်းနစ်ကျော်ကာလအတွင်းမှာတော့စစ်ကောင်စီတပ်ဖြတ်မှုကြောင့်အမျိုးသမီး1616ယောက်နဲ့ ကလေး109ရောက်တည်ဆုံးခဲ့ပြီလို့ AAPP ရဲ့စာရင်းတွေအရဖော်ပြထားပါတယ်။တည်ဆုံးပြည်သူစုစုပေါင်းအနေနဲ့တော့ဒီ၄နှစ်ကျော်အတွင်းပြည်သူ6919ရောက်တည်ဆုံးတာကိုနမည်နဲ့တကွအတည်ပြုနိုင်ခဲ့ပြီးအတည်မပြုနိုင်သေးတဲ့တည်ဆုံးသူ3450နီးပါးရှိတယ်လို့ AAPP ရဲ့စာရင်းတွေအရသိရပါတယ်ရှင်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အရာရီတိုင်းအတွင်းမှာစစ်ကောင်စီကအတင်အဓမ္မပေါ်တာဆွဲဆူဆောင်ပြီးတော့ဘကိုးတိုင်းကိုပို့ဆောင်ခံလိုက်ရတဲ့စစ်မှုထမ်းတင်တန်းစင်း၂ဦးတာယာရီခရိုင်အမတ်1တပ်ရင်းထံကိုလက်နက်ခဲရန်နဲ့အတူအလင်းဝင်လာပါတယ်။အရာရီတိုင်းရေကြီးနဲ့ကျုံပျော်မြို့နယ်မှာနိုင်ဝေလင်းနဲ့ရာစာမင်းဆိုသူတို့၂ဦးကမေလ၁၉ရက်နေ့ကအလင်းဝင်လာတာဖြစ်ပါတယ်။ သူတို့ကအမေဝမ်းတနက်နှစ်လက်လက်ပြပုံတစ်လုံးစကားပြောဆက်တစ်လုံးကြီပေါင်း6ခုယူဆောင်ခဲ့တယ်လို့တာယာဝရီခိုင်အမတ်တက်တရင်ကသတင်းထုတ်ပြန်ထားပါတယ်။နိုင်ဝေလင်းနဲ့ရာဇာမင်းကအရင်ကတက်တွင်ကင်းနဲ့တက်တွင်တက်တာချောင်ချီရေလုပ်ငန်းတွေမှာဒါတာဝန်ထမ်းဆောင်ရပြီးယခုရက်ပိုင်းမှာနှစ်တလင်းမြို့နယ်ပြင်ပုံရွာကိုလှောက်ရှားစစ်ကြောင်းနဲ့အတူရောက်ရှိလာစဉ်မှာထွက်ပြေးလာတာလို့သိရပါတယ်။သူတို့ကဖန်စီပီစစ်သားစုဆောင်ခံရတာ စစ်တပ်ကိုပြန်တိုက်မယ်လို့ပြောတယ်လို့နှက်တလင်းမြို့မှာပြည်သူ့ကာကွယ်ရေးရဲဘော်တို့ကလည်းပြောပါတယ်။တွန်လိုင်းရဲတပ်ဖွဲ့များနဲ့ပူးပေါင်းပြီးတော့စစ်အာဏာရှင်စနစ်အပြည်တိုင်ချုပ်ငြိရေးအတွက်ပြန်လည်တိုက်ပွဲဝင်မယ်လို့ပြောဆိုကြောင်းတာယာဝရီခရိုင်အမတ်1တရင်ကသတင်းထုတ်ပြန်ထားပါတယ်။အေအော်ရီတိုင်းအတွင်းမှာစစ်မှုထံဥပဒေနဲ့စစ်သားစုဆောင်ခံရသူတွေကပဲခူးတိုင်းအပြင်ရခိုင်ပြည်နယ်၊စကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်းကိုလည်းပို့ဆောင်ခံခဲ့ရပါတယ်။ အရခတ်တတော် AA ရဲ့ဂွားမြို့သိန်းတိုက်ပွဲ၊စကိုင်းတိုင်းမှအင်းတော်မြို့သိန်းတိုက်ပွဲ၊ပင်လယ်ဘူးမြို့သိန်းတိုက်ပွဲ၊မန္တလေးတိုင်းစင်ကူးမြို့သိန်းတိုက်ပွဲများမှာအေယော်ရီတိုင်းမှစစ်မှုထမ်းတင်တန်းဆင်းများထိခိုက်သေးဆုံးမှုများပြီးဖမ်းဆီးခံရသူတွေလည်းရှိပါတယ်။လက်ရှိမှာတိုက်ပွဲများပြင်းထန်နေတဲ့အေယော်ရီတိုင်းလင်းမျက်နာနဲ့ရေကြီးမြို့နယ်မှာတိုက်ပွဲများလည်းစစ်မှုထမ်းတင်တန်းဆင်းများကိုစစ်ကောင်စီကအများဆုံးအသုံးပြုနေတာလို့ဆိုပါရရှင်။ ီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလှောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်